ကျွန်တော်တို့2025မှာကျွန်တော်တို့ programming ကိုကျွန်တော်တို့လေ့လာတဲ့လားပြီးတဲ့အခါကျတော့ကျွန်တော်တို့ programming ကိုလေ့လာတော့တန်ကလားဆိုတာကိုကျွန်တော်ဒီနေ့ပြောပြပြပုံမှာဖြစ်ပါတယ်အားလုံးမဲ့မင်္ဂလာပါကျွန်တော်ကတော့ OYA နာမည်ဖြစ်ပါတယ်ကျွန်တော်ဒီ programming နေနဲ့ပတ်သက်ပြီးတဲ့အခါကျွန်တော် content creation နဲ့လုပ်ပြီးတဲ့အခါကျတော့ကျွန်တော်ကိုယ်တိုင်လည်း coding ရေးနေတဲ့အတူတူပါဆိုတဲ့အခါကျတော့မိတ်ဆွေတို့စိတ်ဝင်စားလို့ရှိရင်အဆုံးနေလိုက်ကြပါကျွန်တော်ဒီဟာကိုကျွန်တော်ဒီကောင်းစင်နဲ့ဒီခုနှစ်ချက်နေကျွန်တော်ပြောပြပြပုံမှာဖြစ်ပါတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ကျွန်တော်ကတော့ဒီ programming ဆိုတာဘာလဲဆိုတာနေကျွန်တော်အရင်ဆုံးစပဲအောင်ဆိုတဲ့အခါကျတော့ programming ဆိုတာကကျွန်တော်တို့ကွန်ပျူတာကိုသူနားလေတဲ့ဟာနေကျွန်တော်တို့အမြင်ကြားချက်တွေပြောတာဖြစ်ပါတယ်။ဥပမာဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့ကွန်ပျူတာကြီးကိုတွားပြီးတဲ့အခါကျတော့ကျွန်တော်တို့ပတ်စံတွေတွားပြီးတဲ့အခါကျတော့မေတ္တာလို့ဒါလို့ဆိုပြီးတော့ကျွန်တော်တို့ပြောလို့မရဘူးဗျာ။သူတို့နားလေတဲ့ဟာတွေသူတို့ကဘာတွေနားလဲဆိုတဲ့အခါကျတော့1001အဲ့ဒီဟာတွေ binary ဟာတွေသူတို့ကနားလေ။နားလေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကနေပြီးတဲ့အခါကျတော့အဲ့ဒီ ျွန်တော်တို့ရေးလိုက်တဲ့စာရောကျွန်တော်တို့ binary အနေနဲ့ပြောင်းပြီးရခါကျွန်တော်တို့ကွန်ပျူတာကိုပို့လိုက်တယ်ပို့လိုက်တဲ့အချိန်မှာသူတို့ကနေပြရခါကျတော့လေအဲ့ဒီဟာတွေကိုကြည့်ပြီးရခါကိုယ်တွေဘာလိုအပ်လဲဆိုတာကိုသူတို့ကပြန်ပြီးရခါကျတော့ပေးတယ်ဟာအဲ့ဒီဟာကိုကျွန်တော်တို့က programming လို့ခေါ်ပါတယ်ဆိုတော့အခါကျတော့ programming ကိုကိုယ်ပမာအနေနဲ့ကိုယ်ပမာတစ်ခုအနေနဲ့ပေးရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟင်းချက်မယ်ပေါ့ဗျာဟင်းချက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာတွေတုံးမလဲ ကျွန်တော်တို့ ingredient နဲ့လုပ်မယ်ပြီးတဲ့အခါကျွန်တော်တို့ hint ချက်တဲ့ step တွေလုပ်မယ်ပြီးတဲ့အခါကျွန်တော်တို့ hint ချက်တဲ့သူလုပ်မယ်ပြီးတဲ့အခါကျတော့ကျွန်တော်တို့နောက်ဆုံး result ကကြတဲ့အခါကျွန်တော် hint ဖြစ်မယ်ပေါ့နော်ဆိုတဲ့အခါကျွန်တော်တို့ hint ချက်လိုက်ပြီး hint ချက်လိုက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့က ingredient နဲ့ကောင်းရမယ်ကျွန်တော်တို့ chef ကိုတွားပြီးတဲ့အခါကျတော့ဗျာဟိုဘယ်လိုပြောမလဲမကောင်းတဲ့ ingredient တွေတည်ရမလားဟိုကျွန်တော်တို့ပုတ်သုံးနေတဲ့ဟာတွေတွားပေးလို့ရှိရင်လည်းကျွန်တော်တို့ chef ကဘလောက်ကောင်းကောင်းချက်ချက်ကျွန်တော်တို့ ရောက်နောက်ဆုံးရလာခင်းရတော့ကျွန်တော်တို့ကောင်းမှာမဟုတ်ပါဘူးအဲဒါကြောင့်မလို့ကျွန်တော်တို့ဒီဟာကြီးအကောင်လုံးကောင်းဖို့လုပ်ပါမယ်ဆိုတဲ့အခါကျွန်တော်တို့ ingredient ချက်ပါကျွန်တော်တို့ data တွေဖြစ်တယ်ပေါ့နော်ဆိုတဲ့အခါကျွန်တော်တို့ data တွေကောင်းကောင်းပေးဖို့လုပ်မယ်ဆိုတဲ့အခါကျတော့ step step ကချက်တဲ့အခါကျွန်တော်တို့ hint ချက်တဲ့နီလန်နေပြီးတဲ့အခါ hint ချက်တဲ့ step တွေကိုပြောတာဘယ်လိုမျိုးလဲဆိုလို့ရှိရင် hint ကိုဘယ်လိုချက်အမလဲကျွန်တော်တို့ hint တစ်ခုချက်မယ်ဆိုလို့ရှိရင်စားကိုဘယ်လောက်ထည့်အမလဲစီကိုဘယ်လောက်ထည့်အမလဲပြီးတဲ့အခါကျွန်တော်တို့ရေကိုဘယ်လောက်ထည့်အမလဲဆိုတာကိုကျွန်တော်တို့သိဖို့လိုတယ်အဲ့ဒီမှာမှကျွန်တော်တို့ရဲ့ ထွက်လာမယ်ကျွန်တော်တို့ရင်းပွဲရကြတဲ့အခါကောင်းပါဘောเนาะဆိုတဲ့အခါကျွန်တော်ကျွန်တော်တို့ chef ကလည်းကျွန်တော်တို့ကောင်းဖို့လုပ်မယ်ကျွန်တော်တို့ပေးတဲ့ ingredient တွေဘယ်လောက်ကောင်းကောင်းပြီးတဲ့အခါကျွန်တော်တို့ဟိုတည်တဲ့ဒီ hint ချက်တဲ့ step တွေဘယ်လောက်ကောင်းကောင်းကျွန်တော်တို့ chef မကောင်းလို့ရှိရင်ဘယ်လိုဖြစ်လဲဆိုတဲ့အခါကျွန်တော်နောက်ဆုံးရလာတယ်ဟင်ရတော့ကျွန်တော်တို့ကောင်းမှာမဟုတ်ဗျာဆိုတဲ့အခါကျွန်တော် chef ကောင်းမလို့မယ်ဆိုတဲ့အခါဒီ3ခုနဲ့သူအလုပ်လုပ်တယ်ပေါ့နော်အဲတော့ဒီ3ခုဆိုတဲ့အခါကျွန်တော်တို့ဒီ3ခုနဲ့သူအကြတဲ့အခါအလုပ်လုပ်တယ်ပေါ့နော်ဆိုတဲ့အခါအဲ့ဒါပေါ့ဗျာကျွန်တော်တို့ data တွေကနေပြီးအခါကျတော့တွားလိုက်မယ်ဒီ data တွေကိုဘယ်လိုလုတ်ပေးပါဆိုတဲ့အခါကျကျွန်တော်တို့ကကွန်ပျူတာကိုပြလိုက်မယ်ဗျာအဲ့ဒီဘယ်လိုလုတ်ပေးပါဆိုတဲ့ step ကကြတဲ့အခါကျတော့ကျွန်တော်တို့အခုခုနကတည်းကပြောခဲ့တဲ့ cook ဆိုတဲ့ဟာဖြစ်ပါတယ်ဆိုတဲ့အခါကျတော့ဒီ data တွေကိုဒီလိုလုတ်ပေးဒီလိုလုတ်ပေးဆိုပြီးတဲ့အခါကျွန်တော်တို့တွားပြီးတဲ့အခါကျကွန်ပျူတာကိုပြလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ဟင်ပွဲတစ်ခုဖြစ်တဲ့ process ဆိုတာကျွန်တော်တို့ရလာမှာဖြစ်ပါတယ်ဆိုတဲ့အခါကျတော့ဒါကတော့ဒီ programming အကြောင်းကိုကျွန်တော်ပြောပြပေးတာဖြစ်ပါဘူးเนาะဆိုတဲ့အခါကျတော့ကျွန်တော်တို့ 2025မှာတော့ကျွန်တော်တို့ programming ကိုကျွန်တော်တို့လေ့လာတင်သလား long answer short လေ့လာတင်ပါတယ်ဘာဖြစ်လို့လဲဆိုတာကိုကျွန်တော်ဒီနေ့ပြောပြပေးပါမယ်ဆိုတော့ဘာလို့လေ့လာတင်လဲဆိုတဲ့အခါကျွန်တော်တို့နိုင်ငံတကာနဲ့ရှိချီပြီးတဲ့အခါကျွန်တော်တို့ကအလောက်ကင်နေခေါ်နေကြတယ်အလောက်ကင်နေအများများတယ်ပြီးတဲ့အခါကျတော့အဲ့ programming ရကြတဲ့အခါကျတော့ဗျာဟိုအခုမှစပြီးတဲ့အခါကျတော့တိုးတက်နေတယ်ပြီးတဲ့အခါကျတော့နောင်လဲတိုးတက်ဖို့ရှိတယ် ဘလို့မှရက်တန့်သွားမယ်အရာတခုမဟုတ်တဲ့အတွက်ကြောင့်မလို့ကိုကျွန်တော်တို့အနေနဲ့ကတော့လေးလာတင်တယ်ပြီးတဲ့ခါကျတော့အနာဂတ်မှာကျွန်တော်တို့ဘာတွေခက်စားလာမလဲကျွန်တော်တို့ AI နဲ့ခက်စားလာမယ်ကျွန်တော်တို့ blockchain နဲ့ခက်စားလာမယ်ဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ AI နဲ့ blockchain တွေကလည်းကျွန်တော်တို့ကကိုယ်တိုင်တိုင်းသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကလေးလာတင်တယ်ပြီးတဲ့ခါကျွန်တော်က application နဲ့ website တွေ အခုကျွန်တော်ဒီတင်ထားတဲ့ဒီ YouTube ကလည်း website ပြဒီ YouTube ပေါ်မှာတင်ထားတာ YouTube ပေါ်မှာတင်ထားရတဲ့အတွက်ကြောင့်မလို့ဒီဟာကတော့ဘလုံးမှနောက်ဆုတ်သွားမယ့်ဟာတော့မဟုတ်ဘူးနော်ပြီးတဲ့ခါကျတော့ application ဆိုတဲ့ခါကျကျွန်တော်တို့အခုကျွန်တော်တို့တွေသုံးနေတဲ့ဒီ Facebook တို့ Messenger တို့ကျွန်တော် Instagram တို့ကျွန်တော် Discord တို့အကုန်လုံးပေါ့နော်အဲ့ဒီဟာတွေကလည်း application ပြအဲ့ဒီဟာကလည်းကျွန်တော်တို့ဒီကုတ်တင်နေရေးထားတယ်ဗျာဆိုတဲ့အတွက်ကြောင့်မလို့ကုတ်ကတော့ကျွန်တော်2025မှာကျွန်တော်လေးလာလို့ပြပြီးတဲ့ခါကျွန်တော်တချားဟာတွေနဲ့ကျွန်တော်ပေါင်းပြီးတဲ့ခါကျတော့တုံးရတယ် ဘလို့လဲဆိုတော့ကျွန်တော်တို့စီးပွားရေးလားလူမှုရေးလားပြီးတော့ခါကျမ်းမာရေးလားကျွန်တော်တို့လူတွေရဲ့အခြေခံဖြစ်တဲ့ဟာတွေအကောင်လုံးပေါင်းပြီးတဲ့ခါကျကျွန်တော်တို့တုံးလို့ရကြအမှန်များရဗျာဆိုတဲ့ခါကျတော့ကျွန်တော်တို့ဒီ programming ကိုတော့လေ့လာတင်တယ်ပြီးခဲ့ခါကျတော့ကျွန်တော်တို့ရဲ့ logical thinking တွေ problem solving skill ရကြတဲ့ခါကျတော့တော်တော်ကြီးကိုတိုးတက်တယ်ဒီ coding ကြီးရဲ့အခါမှာ ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကုတ်တင်စရေးပြီးဆိုတော့လည်းသူများနေတာပို့ပြီးတော့ကကျွန်တော်စဉ်းစားရတယ်ဗျာဒီလားဒီ problem ကိုဘယ်လိုမျိုး solve လုပ်မလဲကျွန်တော်တို့ကုတ်တင်ရေးတာဆိုတော့လည်းကျွန်တော်တို့ problem ကို solve လုပ်ဖို့အတွက်ကျွန်တော်တို့ကုတ်တင်ရေးရဗျာဒီလားပြီးတဲ့အခါအဲ့ကုတ်တင်ရေးဖို့အတွက်လည်းကျွန်တော်တို့က thinking နေလို့ပဲ logical thinking နေပဲအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ logical thinking နဲ့ဒီ problem solving skill ကတော့ကျွန်တော်တို့တိုးတက်မှာဖြစ်တယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ကကျွန်တော်တို့ဒီ2020မှာ9မှာကျွန်တော်တို့ popular ဖြစ်နေတဲ့ language တွေကိုကျွန်တော် ပြောပြမယ်ကောเนาะအဲ့အရာတွေကဘာကြီးလဲဆိုတော့ကျွန်တော်တို့ဒီ AI နဲ့ဒီ data တွေမှာကြာရခါကျွန်တော် Python အသုံးလဲဥပမာဘယ်လိုလဲဆိုတော့ခါကျွန်တော်ဗျာဒီကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာတော့ရရင်တိတ်မရှိသေးဘူးဗျာဒီနိုင်ငံခြားမှာဆိုလို့ရှိရင်ကျွန်တော်တို့ mi point တွေမှာတက်ထားတယ် mi point တွေမှာဘာကြီးတက်ထားလဲဆိုတော့ခါကျွန်တော်ကျွန်တော်တို့ဒီ predict လုပ်ခဲ့ဟာတွေတက်ထားဗျာဘယ်လိုမျိုးလဲဆိုလို့ရှိရင်သူတို့ရဲ့လမ်းကြောင်းကိုကြည့်လိုက်မယ်လမ်းမှာကားက အရန်များနေတယ်ဆိုလို့ရှိရင်ဒီမီးခွားရို့လွတ်ပေးမယ်။ကားကအရန်နေနေတယ်ဆိုလို့ရှိရင်ဒီမီးခွားရို့ခဏလေးညီထားအောင်မယ်ဆိုပြီးတော့အဲ့ဒါမျိုးလုတ်တဲ့ဟာတွေကိုတတ်ထားတယ်ဗျာနိုင်ငံခြားမှာကြားတဲ့အခါကျတော့ဆိုတဲ့အခါကျတော့ကျွန်တော်တို့အင်္ဂါတွေအကြားရတာဒီ Python language ကိုအသုံးပြုပြီးတော့ခါရောရေးတာပေါ့နော်။ဆိုတော့ကျွန်တော်တို့ ဒီ JavaScript JavaScript ကကြတဲ့အခါကျွန်တော်တို့ဒီအကုန်လုံးဒီ programming ရဲ့ mata meaning လို့ကျွန်တော်တို့ပြောလို့ရတယ်ပဲကျွန်တော်တို့ဘယ်ဘယ်တော့ JavaScript တွေကတော့ကျွန်တော်လွတ်မှာမဟုတ်ဒီ web ဆိုတာကတော့ကျွန်တော်ဒီကန်း XML တစ်ခုအနေနဲ့ကျွန်တော်တို့ထည့်ထားပြီးတာပါပါလဲဆိုတဲ့အခါကျတော့ website development လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော် HTML CSS ပြီးလို့ရှိရင်အာ React Native တို့ဘာလို့နေကျွန်တော်အသုံးပြုပြီးတဲ့အခါကျွန်တော်လုပ်လို့ရတယ်ဆိုတော့ကျွန်တော်တို့ဒီ mobile application ရေးမယ်ဆိုလို့ရှိရင်လည်းကျွန်တော် language က၄ခုရှိတယ် ပိုင်လဲဆိုတဲ့အခါကျတော့ flutter ရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ react native ရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ swift ရှိမယ်ပြီးလို့ရှိရင် kotlin ရှိမယ်ဒီ flutter နဲ့ react native ကကြတဲ့အခါကျတော့ cross platform application များသူကဘယ်လိုလဲဆိုလို့ရှိရင်ကျွန်တော်တို့ android ကို ios ကိုအတွက်ကျွန်တော်တို့ code base တခုလည်းနဲ့ကျွန်တော်တို့အသုံးလုပ်ရတယ်ဒီ swift ကကြတဲ့အခါကျတော့ကျွန်တော်တို့ ios application တွေပဲကျွန်တော်တို့ရေးလို့ရတယ်ပြီးလို့ရှိရင် kotlin ရဲ့အခါကျတော့ကျွန်တော်တို့ android application ကိုပဲရေးလို့ရတယ် ဒါပေမဲ့ခုနောက်ပိုင်းမှာကြာတဲ့အခါကျတော့ Kotlin က multi platform ဖြစ်နေပြီ K KMP လို့ခေါ်တဲ့ multi platform ဖြစ်နေပြီဗျာ။သူကကြာတဲ့အခါကျတော့ဒီ Android ကော iOS ကောအတွက်သူကကြာတဲ့အခါကျတော့ကြီးရလို့ရတယ် Kotlin ကကြာတဲ့အခါကျတော့ဗျာ။ဆိုတော့ကျွန်တော်တို့ C sharp C sharp ကကြာတဲ့အခါကျတော့ကျွန်တော်တို့ game လို့ပြီးတဲ့အခါကျတော့ Windows application တွေကို develop လုပ်တဲ့အခါမှာသုံးတယ်။နောက်တစ်ခုသုံးလာကြတော့ C++ C++ ကလည်းဒီ game game တွေကို develop လုပ်တဲ့အခါမှာသုံးတယ်ဗျာ။ဒီလေအဲ့ unity ရုပ်ပြီးတဲ့ခါကျတော့ unreal လို့စတဲ့ company မှာတုံးကြတဲ့ language ဖြစ်တယ်။နောက်ဆုံးတစ်ခုကကျခါ SQL database SQL ကျခါ relational database ဟာ relational database ကကျတဲ့ခါကျလုံးဝ secure ဖြစ်တယ်ပေါ့ဗျာ။ဆိုတော့ဒီဟာ no sql လည်းရှိတယ်အဲကောင်ကကြားတဲ့ခါကျတော့ non relational database ကျွန်တော်ရဲ့ data တွေကိုကျွန်တော်တို့အဲ့ဒါမျိုးတင်အ data base တယ်မှာတွားပြီးတဲ့ခါကျတော့တင်ရအဲ့ဒါသိလားဆိုတဲ့ခါကျွန်တော်တို့ဘယ်လိုပုံစံတင်မလဲ sql လား no sql လား relation နဲ့လား non relation နဲ့လားကျွန်တော်အဲ့ဒါပေါ့အသုံးပြုပြီးခါကျွန်တော်တင်ရတယ်ကွာဆိုတော့ now ထ topic ကိုတောင်းမယ်ပေါ့နော်အဲ့ဒါပါလဲဆိုတော့ roadmap roadmap ကချတဲ့အခါကျတော့လိုတယ်ဒိုးကိုလိုတယ်ဒီ programming ကိုလုပ်နေတဲ့သူအဲ့လိုလိုတဲ့အရာတခုပြတယ် roadmap ကဘာလဲဆိုတဲ့အခါကျတော့ဗျာ programming ကိုကျွန်တော်တို့ရေးပုံတခုလိုပဲကျွန်တော်တို့ကဘယ်ကိုသွားနေလဲဥပမာကကျွန်တော်တို့က full stack တော့ forward တယောက်ဖြစ်ချင်တယ် တဲ့အခါကျကျွန်တော်တို့ဘယ်ကနေဘယ်လိုစားလုပ်လို့လုပ်အောင်မလဲမသိဘူးကကျွန်တော်တို့မြေပုံမရှိလို့ရှိရင်ကျွန်တော်တို့ဘယ်ကနေဘယ်ခါဘယ်လိုသွားလို့သွားမလဲမသိဘူးဖြစ်မှာပါပုပ္ပမာသူပြောအောင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကားမောင်းနေပေါ့ကျွန်တော်တို့ဒီကနေပြီးတဲ့အခါကျကျွန်တော်တို့ထားပါတော့ဗျမြို့တယ်သွားမယ်ကျွန်တော်တို့လမ်းမတိပဲနေကျွန်တော်တို့သွားမရဘူးဒီလားလမ်းမတိပဲနေကျွန်တော်ရှောက်မောင်းနေမယ်ဆိုလို့ရှိရင်ဟိုရောက်ဒီရောက်ဟိုရောက်ဒီရောက်အခုလုံးဖြစ်ပါဗျာဆိုတော့အတွက်ကြောင့်မလို့ကျွန်တော်တို့ဘန်တီအောင်ကျွန်တော်တို့ roadmap လေးတစ်ခုလုပ်ရဲဆိုတော့ကျွန်တော်စီမှာဒီမှာ roadmap လေးရှိပြီအဲဒီမှာ full stack developer မှာ roadmap လို့ပြီးတဲ့ခါကျတော့ဒီမှာ website developer map ပြီးတဲ့အခါ mobile developer ရဲ့ backend နေပြီးတဲ့အခါကျတော့ကျွန်တော်တို့ cyber security တွေပြီးတဲ့အခါကျတော့တကောင်းကျော် software engineer ပြီးတဲ့အခါကျတော့ IT project manager တွေပြီးတဲ့အခါကျတော့ coder တွေပြီးတဲ့အခါကျတော့ဒီမှာ UI UX တွေအဆုံးရှိရပြဆိုတဲ့အခါကျတော့ကျွန်တော်စီကနေပြီးတဲ့အခါကျတော့လည်းဒါပြီးတဲ့အခါကျတော့တောင်းလို့ရပါတယ်ကျွန်တော်အကုန်လုံး free pay ကပါဆိုတော့ကျွန်တော်တို့က roadmap တခုရှိဖို့တော့လိုတယ်ရှိကိုရှိတဲ့အထက်မှာကျွန်တော်တို့ပါတယ်ဆိုတော့ကျွန်တော်တို့ ဒီ beginner တွေလုံးလေးလုတ်ထရှိတဲ့အပားတွေကိုကျွန်တော်ပြောပြမှာဗျာဆိုတဲ့အခါကျတော့နံပါတ်၁ကကျတော့ဗာလဲဆိုတဲ့အခါကျတော့အဲဟာအားလုံးတကယ်နဲ့တလေလားဘလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ programming language တွေအများကြီးရှိတယ်ဗျာ optimizement ညာနေဗျာတစ်ခုနှစ်ခု၃ခု၄ခု၅ခုရှိတယ်ဗျာဒီ SQL ကျတော့ database ဗျာအဲ့တော့ထားပါတော့၄ခုရှိတယ်ဗျာကျွန်တော်တို့အကုန်လုံး၄ခုလုံးလေ့လာတာအဲ့ဒါမျိုးသွားလို့ရှိလို့ရှိရင်ကျွန်တော်တို့လုံးဝမနိုင်မဲနဲ့ကျွန်တော်တို့စိတ်တကြပါဗျာ ကျွန်တော်တို့ကအဓိကဘာပဲလုပ်ရမလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့က language တစ်ခုရဲ့ကိုကျွန်တော်တို့ပိုင်းပိုင်းနိုင်နိုင် လေ့လာလို့ရှိရဲ့ကျွန်တော်တို့ကဘယ် language ပဲတော်တော်သွားလို့ရတဲ့အခြေအနေအထိကျွန်တော်တို့ရောက်တယ်ဗျာဘယ်လိုမှလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါပါတော့ variable တို့ operator တို့ပြီးတော့ data structure တို့ control flow တို့ object oriented programming တို့ assign await future တို့စတဲ့ဟာတွေကိုကျွန်တော်တို့လေ့လာရမယ်ဆိုလို့ရှိရင်ဘယ် language ပဲတော်တော်ဗျာကျွန်တော်တို့က တပန်းတာတယ်ဗျာဘာလို့လဲဆိုတော့ကျတော့ဒီ programming ရဲ့ fundamental တွေကိုသိလို့ရှိရင်ဘယ် language ပဲတော်တော်အောင်ကျွန်တော်တို့ကတွားလို့ရတယ်အဲအကြောင်းမလို့အရာအားလုံးကျွန်တော်တို့တကယ်ငတ်တယ်ကျွန်တော်တို့မလေ့လာဘူးနိနောက်နောက်တစ်ခုကကြတဲ့အခါကျတော့ကုတ်ကြီးပဲကုတ်ကိုမရေးပဲနေကျွန်တော်တို့ documentation တွေကိုပဲကျွန်တော်တို့ကလေ့လာတာဘာလဲဆိုတော့တချို့ကကြတဲ့အခါကျတော့ဗျာကုတ်ကိုမရေးဘူးငါဒီ documentation ဖတ်လိုက်လို့ရှိရင်ရတယ်ဆိုပြီးတော့ကျွန်တော်တို့ documentation 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 တွေပဲဖတ်နေရဗျာဆိုတော့ကျွန်တော်တို့လက်တွေ့လောက်တာနေစာဖတ်တာနေ စာလည်းဖတ်ရမယ်လက်တွေလည်းလုပ်ရမယ်ဆိုတော့ကျွန်တော် documentation လည်းဖတ်ရမယ်ကျွန်တော်အပြင်မှာလည်းကိုကိုတိုင်းကိုကိုရေးကြည့်ရမယ်အဲ့ဒီဟာပေါ့နော်နောက်ထပ်တစ်ခုကကြည့်အခါကျွန်တော် project လုပ်တာ programming language တစ်ခုကိုကျွန်တော်တို့လေးလာလိုက်တယ်လေးလာပြီလို့ရှိရင်ကျွန်တော်တို့က Google မှာတောပြီးတော့မှရှာလိုက်မယ်ဒီ programming language နဲ့ပတ်သက်ပြီးတဲ့အခါကျတော့ beginner project ပေးပါ mid level project ပေးပါပြီးလို့ရှိရင်ကျွန်တော် advanced level project ပေးပါဆိုပြီးတော့ကျွန်တော်တို့တော့ရှာလိုက်လို့ရှိရင်ကျွန်တော်တို့ပေးလိုက်မယ် ပေးလို့ရှိရင်အဲ့ဒီ project ကိုကျွန်တော်တို့က exercise အနေနဲ့ကျွန်တော်တို့လုပ်လို့ရတယ်ဥပမာ beginner project တွေဆိုလို့ရှိရင်ဘာတွေရှိမလဲဆိုလို့ရှိရင်ကျွန်တော်တို့ to do app တွေရှိမယ်မလို့ရှိရင် weather app တွေရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ e-commerce application တွေရှိမယ်အဲ့ကောင်ကအဲ့ဒီ၃ခုကကြာခါကြလုံးဝ beginner friendly ဖြစ်တဲ့ application တွေပေါ့ဗျာနောက်ဆုံးတစ်ခုကကြာခါကျွန်တော်တို့ error ကြုံလာတဲ့ error ကိုကြုံလာနေကျွန်တော်တို့စိတ်သက်ကြတာ programming ကိုရေးတဲ့ရေးတဲ့တူတိုင်းကျွန်တော်တို့ဘယ် error ပဲဖြစ်ဖြစ်စိတ်သက်ကြတယ်ဘာလို့လဲဆိုတော့ ကိုယ်တွေကိုယ်တိုင်ကဟို problem solving လုပ်မယ်ဆိုပြီးရခါကျအဆုံးဖြတ်ထားလို့ဒီ programming ကိုကျွန်တော်တို့လေ့လာနေကျွန်တော် error ကြောင့်လည်းကျွန်တော်စိတ်တက်ကြဆဲမလို့ပါဘူးကျွန်တော်တို့ဒီ error ကိုဘယ်လိုရှင်းရမလဲဆိုတာကိုပဲကျွန်တော်တို့စဉ်းစားမှာဖြစ်ပါတယ်ဆိုတော့နောက်ဆုံးကျွန်တော်ပြောချင်တာကတော့ကျွန်တော်ရဲ့ perspective ပေါ့ဗျာဘာလဲဆိုတဲ့အခါကျတော့ programming အားလုံးကိုအလောက်ကြီးကြီးလိုက်ပြီးရခါကျတော့မလေးလာပါနဲ့ကျွန်တော်တို့ framework တွေကိုလည်းအလောက်ကြီးကြီးလိုက်ပြီးရခါကျတော့မလေးလာပါနဲ့ကျွန်တော်တို့ programming fundamental တွေဖြစ်တဲ့ဟာတွေကိုပဲလေ့လာပါလေ့လာပြီးတဲ့အခါကျတော့ကျွန်တော်တို့ framework တွေကိုလေ့လာပါကျွန်တော်အဲ့ဒီဟာလေးကို test ပေးခြင်းလေနောက်တစ်ခုဆိုတဲ့အခါကျတော့ခုနကတော့ပြောတဲ့အတိုင်းပဲ roadmap တစ်ခုကိုထားတာပါ roadmap ကောင်းကောင်းတစ်ခုကိုထားတာပါပြီးတဲ့အခါကျတော့ mentor ကောင်းတစ်ယောက်ရှာပါအဲ့ဒီဟာလေးကတော့လုံးဝကိုမ လိုအပ်တဲ့အားတွေပေါ့နော်ကျွန်တော်ရဲ့ personal personally အရာကိုကျွန်တော်ပြောတာဘာလို့လဲဆိုတော့ခါကျွန်တော်ကျွန်တော်အလှဲ့တော့ကလည်းအဲ့ဒါမျိုးပဲကျွန်တော် roadmap ကောင်းကောင်းမရှိရလို့ကျွန်တော်ခိုးရောက်တရောက်တွေဖြစ်တယ်ပြီးရောက်ခါကျွန်တော်မှကျွန်တော် roadmap ကောင်းကောင်းတစ်ခုချပြီးရောက်ခါကျွန်တော် full stack developer ပိုင်းသွားတယ်ပြီးလို့ရှိရင်ကျွန်တော်အဆောင်လုပ်တယ် ပြီးလို့ရှိရင်နောက်ထပ်တစ်ခုကချက်ခါကိုကို guideline ပေးနိုင်မယ် mentor ကောင်းတယောက်ကိုရှာပါဘာလို့လဲဆိုလို့ရှိရင်သူတို့တွေကကိုယ့်ထ experience နဲ့ရှိတယ်ပြီးတဲ့ခါကျတော့ကိုယ့်ထတွေ့ကြုံနဲ့အများကြီးရှိတယ်ဆိုတော့ကိုယ်တွေကိုကောင်းကောင်း guideline ပေးနိုင်တယ်ကိုယ့်ရဲ့ potential ကိုသူတို့ကသိသိလို့ရှိရင်ကိုယ့်တွေကိုကောင်းကောင်း guideline ပေးနိုင်ပြီးတဲ့ခါကျတော့ကိုယ့်ရဲ့လုံအောင် mentor ကောင်းတယောက်ဖြစ်နိုင်တယ်ပေါ့နော်ဆိုတဲ့ခါကျတော့ကျွန်တော်ဒီနေ့ DV2 လေးမှာကကျွန်တော်တို့ ဒီ2025မှာ programming language တွေကိုလေ့လာသင်သလားပြီးခဲ့ခါကျတော့ programming language ကိုလေ့လာတာတန်ရောတန်သလားဆိုတော့ကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်ဘိုင်းမိုင်ပါ